ဟုတ်ကဲ့ပထမဆုံးအနေနဲ့ပေါ့နော်ဘူကြီးတရုတ်ဆိုးရံကစစ်ကော်မရှင်ကိုဘလို့စစ်လက်နက်ပစ္စည်းနဲ့ဤပညာတွေအကူအညီပေးနေပါလဲရှင်တရုတ်ဆိုးရဘလို့စစ်လက်နက်ပစ္စည်းတဲ့ဤပညာတွေပေးနေတယ်ဆိုတော့အခုစစ်တပ်တရလုံးကင်နေသမျှဟာတွေပေါ့နော်နောင်စစ်တပ်ဆက်ကင်မဲ့ဟာတွေကလည်းတရုတ်စစ်လက်နက်ပစ္စည်းတွေကြီးပဲတရုတ်ဤပညာနဲ့ထုတ်တဲ့ တရုတ်တွေစီကဝယ်တဲ့နှီးပညာတွေပေါ့နော်အားလုံးပဲအခုကြိုင်နေတဲ့ဟာတွေစားနေတောက်နေတဲ့ပစ္စည်းတွေအစပေါ့နော်အဝတ်စားတဲ့အဝတ်စင်းအဝတ်စားတွေအစတရုတ်နဲ့မกินဘူးပေါ့နော်သူတို့ဒီစစ်ဘိုလ်ချုပ်တွေပြောကြရတယ်ပေါ့နော်တရားအထုတ်တရားအထုတ်ဆိုတာအဲသူတို့ဒီစစ်ဦးစီးတက္ကသိုလ်ပေါ့နော်နာဂတလို့ခေါ်တဲ့အဥစ္စာတလို့ခေါ်တဲ့စစ်ဦးစီးတက္ကသိုလ်မှာတဲ့ကိုဒီဘာသာရက်ကိုအထူးပြုပြီးတော့ သင်ကြားတယ်ထင်ပါတယ်အဲ့ဒီစေဦးစီးတက္ကသိုလ်ပေါ့နော်စေဦးစီးတက္ကသိုလ် Star College လို့ခေါ်တဲ့စေဦးစီးတက္ကသိုလ်တင်းနှင်းစင်းမီဆိုတာနဲ့အဲ့တရုတ်အားထားရတာပဲအဲ့တော့အခုစစ်တပ်ရဲ့ဒီ equipment kit ကအစပေါ့နော် equipment kit ဆိုတာဒီခါဝဲချက်ဝတ်တစားနေစပြီးတော့ထုတ်တဲ့ကြည်စံအထိနီးပညာရော ထုတ်နေတဲ့စက်တရားအစအကုန်လုံးတရုတ်ကစက်တပ်ပေးထားတဲ့အနေထားမျိုးပါပဲအဲ့တော့အားလုံးကတရုတ်ပေးတဲ့ပစ္စည်းတွေလိုပဲပြောရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ ီစစ်ကော်မရှင်အောပေါ့နော်ဒီတရုတ်အကူအညီရတဲ့နောက်ပိုင်းမှာဒီတိုက်ပွဲတွေမှာပို့ပြီးတော့အားကောင်းလာသလားဘလို့ပိုင်းတွေအားကောင်းလာတယ်လဲအဲတစင်းမြင့် upgrade ဖြစ်သွားတာမျိုးရှိလားပေါ့နော်ဘလို့သုံးသက်ပါလိမ့်ရှင့်တရုတ်အကူအညီရတော့သူစစ်တပ်ကဟိုးအရင်ပေါ့နော်ဒီနှွေးဦးကာလမတိုင်ရင်ကတည်းကလည်းဒီတရုတ်စီကနေပြီးတော့ပေါ့နော်တရုတ်နည်းပညာတရုတ်အထောက်ပံ့နေပဲ ရလာတာပေါ့အခုနောက်ပိုင်းမှာတော့တရုတ်ကလုံခြုံရေးကုမ္ပဏီတွေလှုပ်လာတယ်ဆိုတော့ဟိုဝင်လာတယ်ပေါ့နော်အဲ့ဒါမဲ့တရုတ်ကုမ္ပဏီတွေဝင်လာတဲ့အနေထားကြောင့်လဲဒါကြောက်ဖြူလို့ဘာလို့မှစီရေးချိန်ဝင်ပေါ့နော်တမျိုးတမီဖြစ်သွားရတယ်ဘာလို့ဆိုတော့အာကောင်ဆုံးအာရခတိုက်စစ်တောင်းမှာပဲကြောက်ဖြူမှာအီလေလေဖြစ်သွားရတာပေါ့အဲ့တော့တိတာတာကတော့ကျွန်တော်တို့ drone နည်းပညာပေါ့နော် drone နည်းပညာမှာတော့ upgrade ဖြစ်ပြီးတော့တစ်ဆင့်မြင့်သွားတယ် အဲပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမြေပြင်ပေါ့နော်မြေပြင်ထိတွေ့တိုက်ပွဲတွေရဲ့မြေပြင်ထိတွေ့တိုက်ပွဲတွေရဲ့ကောင်းဝင်ရံမှာစစ်တပ်က drone တွေကြီးပဲကြီးစိုးလာတယ်ပြီးရင်ကျွန်တော်ကာကွယ်ရေးအင်အားစုဘက်က drone တွေတောင်မှပဲတချို့နေရာတွေမှာဆိုရင်သူ့ဘက်သူပြန်ကြတယ်ပြုတ်ကြတဲ့အနေအထားမျိုးတွေတောင်မှပဲဖြစ်လာတဲ့အနေအထားမျိုးတွေတွေ့ရပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒီစစ်ကော်မရှင်နဲ့ဒီတိုက်နေရပေါ့နော်တွန်လိုင်းအင်အားစုတွေအနေနဲ့လက်ရှိမှာဘာတွေသတိထားတင်လဲဘလို့အကြံပြုချင်ပါလဲရှင့် တော်လိုင်းအင်အားစုတွေအနေနဲ့ကတော့ဒီအခုတော့ဒီမှာပေါ့နော်စစ်တပ်ကတော့သူတို့အသေးခံတပ်သားတွေတုံးလာနိုင်တဲ့အနေအထားမျိုးတွေ့ရတယ်။တယောက်တည်းနောက်တည်းဒီတယောက်သေးရင်နောက်တယောက်ဆက်တဲ့ခိုင်းနေပေါ့နော်အဲ့တော့အသေးခံတပ်သားတွေများလာတယ်ပေါ့သူတို့မှာအရင်တော့အဓိကပြဿနာလို့ပြောရမယ်လူဝင်အားပေါ့နော် လူဝင်အားသူတို့လို့သလောက်နှီးပါအရင်နဲ့ကျွန်တော်တို့အစ90ကျော်လောက်ရလာတယ်လို့ပြောရမှာပေါ့အဲ့တော့ တို့ရဲ့အတေကံတသားတွေနဲ့တိုက်တဲ့အခါမှာတော့ကိုယ့်ဘက်ကနိဗ္ဗာန်ကြကြကြည်လဲမကြည်လဲအလဟတမဖြစ်အောင်ပေါ့နော်ဒါတော့မြေပြင်နဲ့လိုက်ရောညီထွေမှုရှိအောင်ပဲကြံစီဆောင်ရွက်ရမှာလို့ပဲပြောလိုပါတယ်ဘာလို့လဲဆိုတော့မြေပြင်ကိုတော့ကျွန်တော်တို့ဒီစေအေးသုံးသက်တဲ့သူတွေကလှမ်းပြီးတော့လွှမ်းမိုးလို့မရဘူးပေါ့နော်လွှမ်းမိုးလို့လည်းမရဘူးဒါကလွှမ်းမိုးစရာလည်းမဟုတ်ဘူးအဲ့တော့မြေပြင်မှာတော့ဒီချက်တွေရှိလာတယ်ပေါ့နော်ဒါဟိုသူတို့စီကအာသာချက်ကိုအားနည်းချက်ဖြစ်အောင် ကျွန်တော်တို့တဘာဝပေါ့နော်တဘာဝကပေးတဲ့မြေနေထားရာသီဥတုအဓာရီကိုကြည့်ပြီးပဲအနိုင်ယူနိုင်အောင် ကြိုးစားကြပါလို့ပဲဒါပြောရမှာဖြစ်ပါတယ်မြမနွေဦးတော်လန်ရေးဟာဒီတရုတ်ဝင်ရှုပ်လို့အရှင်ရော့သွားတယ်အဲ့လိုတုံးသက်ကြသူတွေရှိတယ်အဘိုးကြီးစင်ရောအမြင်ကရောဘယ်လိုရှိပါသလဲအဲဟုတ်မြမနွေဦးကကျွန်တော်တို့ဒီတရုတ်ဝင်ရှုပ်လို့ အရှိန်ရော့သွားတာတော့မဟုတ်ဘောเนาะဒါမြောက်ပိုင်းမှာလုံးဝလျှော့လာတဲ့ပူဆိုးတဲ့ရတ်တန့်တဝင်းထဲရလိုက်ရတဲ့အနေထားမျိုးတွေလည်းဒါတွေ့ရတယ်ဗောအရှိန်လျှော့တယ်ဆိုတာတဝင်းထဲကိုရလိုက်ရတဲ့အနေထားမျိုးတွေတွေ့ရပါတယ်ဒါပေမဲ့ဒီကျွန်တော်တို့ပြီမဘက်ကပေါ့နော်ပြီမဘက်ကတော်လန်ရေးအင်အားစုတွေအနေနဲ့ကတော့အရှိန်ရော့မသွားပါဘူးဒါပေမဲ့စစ်တပ်ဘက်က အားကောင်းလာတယ်ပေါ့နော်အားကောင်းလာတယ်ဆိုတာဒီလူသစ်စုဥပဒေနဲ့အနေထားပေါ်မှာကြည့်ပြီးတော့စစ်တပ်ဘက်ကအားကောင်းလာတယ်ကျွန်တော်တို့ဘက်ကတော့အားရော့သွားတဲ့ပုံစံမျိုးမရှိဘူးလို့ပဲကျွန်တော်ကတော့မြင်ပါတယ်ဗျဟုတ်ကဲ့တရုတ်နဲ့ရုရှားကိုအားကိုးပြီးတော့ဒီစစ်ကော်မရှင်ကပေါ့နော်ထိုးစစ်တွေပြန်ဆင်နေတဲ့အခါကျတော့လက်လွတ်ထားရတဲ့မြို့တွေရှေ့ရှောက်သူတို့ပြန်ရသွားနိုင်ကြီးရှိလားပေါ့နော်ဘယ်လိုသုံးသက်ပါလဲအဲဟုတ်ကဲ့လက်လွတ်ထားရတဲ့မြို့တွေပေါ့နော်သူတို့နောက်ဆုံးထုတ်ပြန်သွားတဲ့56မြို့နယ်ပေါ့ ဲ့56မြို့နယ်ကတော့တို့ဒီရွေးကောက်ပွဲပြီးပြီဒီတို့တရဝင်းလုံးဝလက်လွတ်လိုက်ရတော့မယ်အနေထားမျိုးပေါ့နော်ဒါ solid ပေါ့ဒါပေမဲ့ဒီအဲ့56မြို့နယ်လက်လွတ်မာတဲ့အပြင်ကျွန်တော်ရခိုင်မှာဆိုရင်ထင်တာမြင်တာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့၄မြို့နယ်ထပ်တူတယ်အဲအဲ့လိုပဲပေါ့နော် ကချင်မာတွင်လည်းအဲရွှေကူကိုပယ်ဖြက်လိုက်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ရွှေကူကိုပယ်ဖြက်လိုက်တယ်ဆိုတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အနေအထားမျိုးတွေအဲ့ဒါ56ပလတ်ကတော့ solid ဒါပေမဲ့အဲ့56ရဲ့အထက် အထီပေါ့နော်အဲ့ဒါကတော့သူတို့60နဲ့80ကြားမှာမြို့နယ်ပေါင်းမြို့နယ်ကိုပြောတာပေါ့နော်80ကတော့သူတို့လက်လွတ်မြဲလက်လွတ်နေရမယ်ရှမ်းမြောက်ကကျွန်တော်တို့ကြောင်မဲတီဘောလိုနေရာမျိုးတွေတော့ပြန်ပြီးတော့သိမ့်ပိုက်နိုင်တဲ့အနေအထားမျိုးဖြစ်ကောင်းဖြစ်လာနိုင်တဲ့အနေအထားမျိုးရှိပါတယ်အဲအများကြီးတော့သူတို့တွေဆက်ပြီးတော့မြို့တွေကိုတောက်လျှောက်သိမ့်လာနိုင်စရာအကြောင်းမရှိတော့ဘူးသူတို့အကန့်တကန့်ကန့်လိုက်မှာပေါ့နော်အကန့်တကန့်ကန့်ပြီးကမှ ီ96မြို့နယ်ကိုတိုက်ခတ်ထားပြီးအကန့်ကန့်ပြီးကမှရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲလုပ်ပြီးကမှနောင်တရားဝင်ဒီဖြစ်စီမဝင်ဒီဖြစ်စီအစိုးရအသင့်နဲ့စတုဒ္ဒမျိုးဆက်လို့ခေါ်မယ် generation ပေါ့နော် fourth generation စစ်တပ်ကဆက်ပြီးတော့အဲ96 plus ပေါ့နော်56 56 plus မျိုးတွေကိုသူတို့တွေဆက်ပြီးတော့နိုင်ငံရေးနည်းနဲ့ပဲဖြစ်ဖြစ်စီးရေးနည်းနဲ့ပဲဖြစ်ဖြစ်အဲသူတို့တွေပြန်လဲတိမ့်ပိုက်ထိန်းချုပ်ဖို့စူးစမ်းမယ်ပေါ့နော်ဟို တိမ့်ပိုက်ထိန်းချုပ်ဖို့ဆိုတာလည်းအခြားနီလန်းလည်းဖြစ်ရင်ဖြစ်မှာပေါ့နိုင်ငံရေးနီလန်းနဲ့လည်းတွားကျင်နဲ့တွားမှာပေါ့အဲ့အနေထားမျိုးနဲ့အရှုံးပေးသွားမယ်အနေထားမျိုးပဲမြင်ပါတယ်ဗျဟုတ်ကဲ့အခုအနေထားပေါ့နော်အနာသိန်းစစ်ကော်မရှင်ပြန်ကောင်းထောင်လာတယ်နယ်လန်ထူလာတယ်ခမ်ဘက်ဖြစ်လာတယ်လို့ပြောနိုင်လားအယက်စော်နိုးလေးဖြည့်ပေးပါရှင်တစ်ဆက်ထဲမှာပဲဘယ်ချက်တွေကြောင့်ဆိုတာဖြည့်ပေးစီလိုပါတယ်ဘူကြီးရှင်အဲဟုတ်ကဲ့ ထိုးစစ်ပေါ့နော်အခုပြောရမယ်ဆိုတော့စစ်တပ်ကတနိုင်ငံလုံးအနေထားကိုသူတို့ထိုးစစ်ပြန်ပြီးတော့စင်လာတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့အနေထားကိုကြည့်လိုက်ရင်တိတာတယ်1029အစောပိုင်းကာလနဲ့1029ပေါ့နော်1029တလေးလုံးအပါပေါ့စစ်စီလုံနေတဲ့အချိန်မှာစစ်တပ်ကကျွန်တော်တို့ຫນွေဦးကနေတီးတယ်တီးခွေတိုင်းသူလိုက်ကာသူဘာလို့လို့လောက်ရမှန်းကိုမသိဘူးအခုစစ်တပ်ကပြန်ပြီးထိုးစစ်ဆင်တဲ့အခြေအနေမှာຫນွေဦးအင်အား ဒီຫນွေဥဒေါ်လာရင်းဖွဲ့တွေကစစ်တပ်တီးခွားအောက်ကိုပြန်ရောက်သွားမှာစိုးရတယ်။ရောက်ချင်တယ်လို့လိုတောင်ဖြစ်နေတာမျိုးကိုတွေ့ရတယ်ဗောနော်။အခုကစစ်တပ်ကိုပြန်ပြီးတော့အတက်လှုပ်ဖို့တဲ့ဒီစစ်တပ်ကထိုးလာတဲ့စစ်ကြောင်းတွေကိုပဲပြန်ပြီးတော့ခုခံနေရတာမျိုးရှိတယ်ဗောနော်။အဒီရက်ထဲမှာတော့ဒါဗမောက်တို့ဘာတို့ကိုပြန်ပြီးတော့တိုက်စစ်ဆင်လာတယ်။ဒါကလည်းဗမောက်ကိုလာတိုက်တဲ့အင်အားစုဆိုတာလဲဒါဗမော်နဲ့ဆက်နွယ်နေတဲ့အနေအထားမျိုးတွေရှိတယ်ဗောနော်။ ဲ့တော့ဗမော်ဘက်ကနေပြန်ဆင်းလာတဲ့အင်အားစုတွေပဲဖြစ်မယ်အဲနောက်တစ်ခုကသတိထားရမှာပေါ့နော်ဟန်ချက်ညီညီနဲ့တိုက်ဖို့ဆိုတာလေသတိထားရမှာစစ်တပ်မှာကကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေဘလို့ပဲဖြစ်ဖြစ်သူတို့မှာနှစ်နှစ်စာနှစ်နှစ်စာအင်အားကသူတို့မှာအရန်တည်းရနေတော့အဲ့တော့ကျွန်တော်တို့ကဂယုဆက်ရမှာကျွန်တော်တို့ဒီရှိပြီးသားတော်လိုင်းလူဟောင်းတွေကကြည်ကြည်လည်နေဖို့လိုမယ်ပြီးရင်နောက်ထပ်ကောစစ်တပ်လိုမျိုး တွေးစစ်လောင်းနိုင်တဲ့လူစစ်ကျွန်တော်တို့တွေစီးယုံနိုင်လားရောက်နေလားပေါ့နော်အဲ့ဒီအချက်ပေါ်မှာမူတည်ပြီးတော့ပဲဘလို့တိုက်ရမှာပေါ့နော်သူဒူးနဲ့တိုက်တာကိုကျွန်တော်တို့ကပျောက်ကြပြန်တိုက်ရမှာသူဒူးနဲ့တိုက်တာကိုကျွန်တော်တို့ပြန်ပြီးဒူးနဲ့တိုက်နိုင်သလားပြီးရင်တဖြည်းဖြည်းချင်းတိတာလာတာကျွန်တော်တို့ခဲရန်ချင်းကမရှင်နိုင်တော့ဒါပွင့်လင်းပြောတာကျွန်တော်မြင်တော့ပြောရမှာခဲရန်ချင်းမရှင်နိုင်တော့အဲ့တော့တဲပြီးပြစ်ပြီးတော့ဒူးနဲ့ဒူးနဲ့ရင်ဆိုင်ပြီးတော့တိုက်မယ်ဆိုရင် ပတ်စံရှိတာချင်းတူမယ်ဆိုတော့မှကျွန်တော်တို့နောက်ပိုင်းကျရင်ခဲရန်ကအငယ်ကြည်တန်လို့ခေါ်ပါတော့လက်နဲ့ငယ်ကြည်တန်အကန့်အသတ်တွေဖြစ်လာမယ်လို့တော့ကျွန်တော်တို့ယူဆတယ်စစ်တပ်ကလည်းဒါကြောင့်မလို့အရဲကိုးပြီးတော့ကြည်တွေလိုက်ချွေပြီးတော့တိုက်စစ်တွေအမြောင်များလှုပ်လာတယ်လို့ပြောရမယ်အဲ့တော့ကျွန်တော်တို့ကတော့ရှိတယ်ပေါ့နော်ဘလို့ထိုးစစ်ဆိုတာတဲ့ဒီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေမှာအင်အားဘလောက်ရှိလဲခဲရန်ဘလောက်ရှိလဲဘလောက်တုံးနိုင်လဲဆိုတော့အနေထားပေါ်မှာမူတည်ပြီးတော့ဒါတိုက်စစ်ကတော့ စင်းရမှာပေါ့နော်ဒီဟာကတော့ကိုယ့်ဘက်ကဒါထိတ်တန်းလေးဦးပဲဒီလိုအစင်မျိုးဒါလေးဦးပဲဆိုတော့ပြောလို့လည်းမရဘူးပြောလို့လည်းမရဘူးအဲ့တော့ဟိုတိလို့လည်းမရဘူးအဲ့တော့အနေထားကတော့ဒီမြေပြင်ခေါင်းဆောင်တွေစီမှာဒီအင်အားကိုတိတယ်အဲ့တော့ဘလိုနီးနဲ့တိုက်တဲ့လဲအဲ့တော့အခြေအနေကကျွန်တော်တို့ဖပေးတာတို့စုပ်ပေးတာတို့လည်းဒါလှုပ်ချင်လဲလှုပ်ရမှာပေါ့နော်ဒါကတော့မြေပြင်ခေါင်းဆောင်တွေကပို့ပြီးတော့တိလိုက်မယ်ဟိုမြေပြင်အဖွဲ့တွေပဲစီမံလို့ရမယ်လို့ပြောကြမှာတဗျဟုတ်ကဲ့ ဟုတ်ကဲ့နောက်ဆုံးသိချင်တာလေးရပါတော့เนาะဒီတရုတ်အစိုးရဟာလူမှုညီမျိုးစုံနဲ့အကြမ်းဖက်နေတဲ့ဒီအာနာသိန်းစစ်ကော်မရှင်ဘက်ကနေပြီးတော့ပုံအော်လောင်ကြီးထက်နေတဲ့လုံရံပေါ်ဘာပြောချင်လဲဘာသတိပေးချင်ပါလဲရှင်တရုတ်ကတော့ကျွန်တော်တို့မြန်မာလူမှုအတွက်တကယ်အရှုပ်ထုတ်ပဲကျွန်တော်တို့အတွက်မိစ္ဆာတကောင်လူပဲဒါစစ်တပ်ကတော့သူတို့အတွက်ကတော့ဆွေမျိုးပေါက်ဖို့ပေါ့เนาะဒါမဲ့ ူနိုင်ငံဒီဘာနိုင်ငံလဲဒီဒီမိုကရေစီလိုလားမအောင်ဖြစ်ထွန်းမအောင်အာမပေပြီးရင်ကျွန်တော်တို့ကမ္ဘာစာမျက်နှာတွေမှာကြည့်ရင်လည်းတရုတ်နဲ့ပေါင်းလို့အဆင်ပြေသွားတယ်တောက်ပြောင်သွားတယ်နိုင်ငံဆိုတာမရှိဘူးပေါ့နော်အဲ့တော့သူဒီဒီမိုကရေစီပေါ့နော်ဒီမိုကရေစီကိုကြောက်ရွံ့နေသူလုံးချင်တိုင်းလုံးလို့မရဘူးဆိုတဲ့အတွက်ကျွန်တော်တို့ဒီဒီမိုကရေစီဖြစ်လာမဲ့အဖွဲ့အစည်းမှန်သမျှကိုတော့သူကပိတ်ပင်တားဆီးနေမှာပဲအဲ့တော့ဒီအားကျွန်တော်တို့ဒီ လက်နဲ့အကင်တစ်ခုတည်းအားနေတယ်လှုပ်လို့မရဘူးပေါ့နော်အခုဆိုတော့မှကြည်စမ်းကကျွန်တော်ဗေးလမ်းကြောင်းကလာလေဒါပြောလို့မရတရုတ်ကပဲလာနေလားအခုတရုတ်ကပြောလိုက်ရင်ဒီကြည်စမ်းလမ်းကြောင်းကိုတရုတ်ကဖြတ်မယ်ဆိုရင်ကျွန်တော်ဘာမှလှုပ်လို့မရဘူးကြည်စမ်းဖြစ်ရင်တနတ်ဆိုတာဒုတ်ပဲဒုတ်ကမှရိုက်လို့ကောင်းသေးတယ်တနတ်ဆိုတာဒါဒုတ်နဲ့တနတ်နဲ့ဖီယာနဲ့ရိုက်မယ်ဆိုဒုတ်နဲ့ပဲရိုက်မှာပါအခုတနတ်ကင်ဘူးတဲ့သူတွေကမြန်မာပြည်မှာတော်တော်များတော်ပါပြီအဲ့တော့ကြည်စမ်းမရှိရင်လည်းတနတ်ကအလကားပဲအဲ့တော့ဒီဟာကအခုပြောရမယ်ဆိုတော့ဒီဘက်တစ်ဖက်အီယာဝူတွေရော ဒီစစ်တပ်ကရောတိုက်သူခံသူနှစ်ဖက်လုံးကိုတရုတ်ကပလေးနေတရုတ်ကပလေးနေတယ်အဲ့တော့မြန်မာပြည်သူလူထုကတော့အခြားနိုင်ငံတွေကိုကြည့်ပြီးအားကြောက်ကိုကောင်းပါအကုန်လုံးတရုတ်ကိုဝိုင်းကောက်လုံနိုင်လားပေါ့နော်လုံလို့ရလားဒါမှမဟုတ်လဲတိတိလောက်ဆိုရင်တော့မြန်မာပြည်သူလူထုတွေရဲ့နေထိုင်စားသောက်မှုအကူတရုတ်ပစ္စည်းနဲ့ကင်းတဲ့အနေအထားမျိုးကိုမရှိဘူးအဲ့ဒါလည်းတရုတ်ရဲ့ဒါဗမာပြည်ကိုစိုးမိုးထားနိုင်တဲ့အချက်ပေါ့နော်အချက်ပဲဘေးနိုင်ငံပိတ်ပိတ်တရုတ်ကတော့ဝင်နေမှာပဲအဲ့တော့တရုတ်ပစ္စည်းတွေကိုကျွန်တော်တို့ ဘိုင်းကောက်လုတ်ပါလို့ပြောနိုင်လားဥဆောင်နိုင်လားပေါ့နော်ဥဆောင်နိုင်ရင်လည်းပြည်သူတွေကလိုက်လုံနိုင်လားပေါ့အဲအဲ့ဒီတစ်ပေါက်ကတော့တရုတ်ကိုစန့်ကျင်မှုအကောင်ဆုံးနီးလန်းပါပဲဒါမဲ့တော်တော်လေးခဲရင်ပါလေတရုတ်ကိုဘိုင်းကောက်လုတ်ဖို့တဲ့ကျွန်တော်တို့ဒီပိုင်လိုင်းဆိုတာဗမာပြည်တလန်တလျာပဲ ERO ရော local ရောကြံတဲ့အဖွဲ့အစည်းတွေရောအကုန်ဖြတ်တော့တဲ့နေရာအဲ့ဒီပိုင်လိုင်းကိုဘယ်သူမှမြေပြူခဲနဲ့တောင်မချစ်ရဲပါဘူး ဒါအမှန်တိုင်းပြောတော့ချင်းရင်လဲရပါတယ်ချင်းရင်ဘာဆက်ဖြစ်မလဲဆိုတာလဲဒါလောက်ပါလို့ပြောမှာတော့မြေပြင်ဖွဲ့တွေကပို့ပြီးတော့တိတယ်အဲ့တော့တရုတ်ကတော့ကျွန်တော်တို့အတွက်တကယ်စေတံပဲပေါ့နော်ပြောရမယ်ဆိုတော့စေတံပဲဟုတ်ကဲ့ဒီတရုတ်ကတရုတ်ရှိနေသူကတော့တော်တော်ကြီးကိုမလွယ်ဘူးလို့ပဲပြောရမှာပဲဖြစ်ပါတယ်ဗျအာနာရှင်နိုင်ငံတွေရဲ့ညီကုန်းကတော့မကောင်းပါဘူးဒါမဲ့ အချိန်ကတော့အကြာကြီးစောင့်အောင်ပဲအနေထားမျိုးလိုပဲပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့